စီပွားရေးစီမံချက်ဆိုတာလေအများစုကတော့စာရွက်ပေါ်ကစာအထက်လိုက်ကြီးလိုပဲထင်ကြတာဒါပေမဲ့တကယ်တမ်းကျတော့ဒါဟာစေကူအိမ်မက်တစ်ခုကိုအတက်အတွင်းမဲ့လမ်းပြမြေပုံပါပဲဒီနေ့မှာတော့ကောင်းချင်လာရဲ့အောင်မြင်မှု blueprint ကိုအတူတူခွဲခြမ်းစစ်ပြကြည့်ပြီးသူတို့ရဲ့ကြီးမားတဲ့ညီမချက်ကိုဘယ်လိုအကောင်းနဲ့ဖော်တော့မလဲဆိုတာလေ့လာကြပါမယ်ဟာပြီအားလုံးရဲ့ရင်းထဲမှာစေကူကောင်းတွေရရှိကြတာပဲဒါပေမဲ့အဲ့ဒီစေကူကိုတကယ်လက်တွေ့ပိုက်ဆံဝင်တဲ့ရင်းနှီးမြှုပ်နှံခြင်းရာကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဒါကလုပ်ငန်းရှင်တိုင်းဖြစ်ခြင်းနဲ့မိကုံးပဲ ကောင်းရင်လာရဲ့စီမံချက်ကဒီမေကွန်းရဲ့အဖြေကိုဘလို့ရှာဖွေထားလဲဆိုတာအသေးစိတ်တိလာကြည့်ကြရအောင်။ကဲဒီနေ့ကျွန်တော်တို့ဒီ business plan ကိုအပိုင်း၅ပိုင်းနဲ့လေ့လာသွားမယ်။အဓိကစိတ်ကူးခဏစဈေးကွက်ကိုဘလို့သုံးသက်လဲသူရဲ့ plan number tag ကဘာလဲပိတ်ဆံကိစ္စတွေရောနောက်ဆုံးအားလုံးတက်ဘာတင်ကင်းစာတွေကြံခဲ့လဲဆိုတာတစ်ခုချင်းစီကြည့်သွားကြအောင်။ကဲပရမဇောပိုင်းကိုဆက်လိုက်ကြရအောင်။လုံငန်းတစ်ခုရဲ့အစမှာအရေးအကြီးဆုံးကငါတို့ကဘာလုပ်လဲနဲ့ဘာလို့ဒီအလောက်ကိုလုံနေတာလဲဆိုတဲ့မေးခွန်းကိုဖြေနိုင်ဖို့ပဲ။ Okay ဒီနေ့ကျွန်တော်တို့လေ့လာမယ့် case study ကတော့ကောင်းချင်းလာပါသူတို့ကအလာကုံဖြန့်ချီရေးလုံကပေါ့ဒါပေမဲ့သူတို့ကတာမန်ဆိုင်ဒီဇိုင်းလို့မဟုတ်ဘူး online ရော offline ရောနှစ်နေရာလုံးမှာခြေကုပ်ယူပြီးဈေးကွက်ကိုထိုးဖောက်ဖို့ရည်ရွယ်ထားတာသူတို့ရဲ့ mission statement ကိုကြည့်လိုက်ရင်အရင်စိတ်ဝင်စားဖို့ကောင်းတယ်သူတို့က PC ရောင်းဖို့တတ်တယ်မဟုတ်ဘူးဖောက်တဲ့တွေရဲ့စီးပွားရေးကိုပါကြီးလောက်အောင်ပံ့ပိုးပေးမိတယ်အဲ့ဒါကတော်တော်ချလာတဲ့ strategy ပဲကိုဖောက်တဲ့အောင်မြင်လေကိုလည်းအောင်မြင်လေပဲလေ ဒါကဖောက်တယ်ကိုရေရှည်လက်တွဲဖော်ပြီးပြောင်းလဲပစ်လိုက်တာဒီတံပိုးတွေကသူတို့လုပ်ငန်းရဲ့ DNA တွေလိုပဲစကလုံးလက်လက်လေးတွေချင်းမဟုတ်ဘူးဥပမာခင်မင်းနေပညာပေါင်းစပ်မှုနဲ့မြန်ဆန်တိကျမှုဆိုတာကပြိုင်ဘက်တွေထက်ပိုကောင်းတဲ့ service ဘယ်လိုပေးမလဲဆိုတာကိုပြနေတာပွင့်လင်းမြင့်တမှုကတော့ customer ရဲ့ယုံကြည်မှုကိုဘယ်လိုတိဆောက်မလဲဆိုတဲ့အဖြေပဲကဲနောက်တစ်ပိုင်းကိုတွားကြရအောင်ကိုဘသူလဲတီးပြီးဆိုရင်ကိုကစားမဲ့ကွန်းဒါမှမဟုတ်ရှင်ပြိုင်မဲ့စက်မြေပြင်ကဘယ်လိုပုံစံရှိလဲဆိုတာတီးဖို့လိုပြီး 50ရာခိုင်နှုန်းဒီကိန်းကနေကအကြီးကြီးပဲเนาะဘာကိုပြောနေတာလဲဆိုတော့မြန်မာနိုင်ငံမှာအင်တာနက်ထုံဆွဲသူတွေတိုးလာတယ်နဲ့အမြန်သူတို့တော့ fault တွေအတိတ်တွေ net တိုင်းထွက်ွက်လောက်တိုးလာနေတယ်ဆိုရဲတော်တော်ပဲဒါကတကယ်ကိုကြီးမားတဲ့ဈေးကွက်အခွင့်အလမ်းကြီးပဲစီးပွားရေးမှာလေကိုပါတော့လဲတိတာထက်ပြိုင်ဘက်တွေပါတယ်လိုအပ်နေလဲပါတယ်အားနန်းနေလဲတိတာကပိုရေးကြီးတယ်ဒီမှာချစ်ပြိုင်ဘက်တွေကအများကြီးမှမှာရောင်းဖေးတဲ့အချိန်မှာ ကောင်းကျင်လာက၃ခုလေးကနေစပြီးမှခွင့်ပေးတယ်ဒါကအသေးစားလုပ်ငန်းလေးတွေ ။ online ကနေပြန်ရောက်တဲ့ reseller တွေအတွက်ဆိုရင်တကယ်ကိုအသက်ရှူဆောင်သွားစေတာ။စီကွက်ထက်ကလေးဟာနေတဲ့မြောက်တိတိကျကျဝင်ဖြစ်လိုက်တာပဲ။ Okay အခုဆိုရင်သူတို့ရဲ့အားသာချက်တွေကိုတည်ပြီးဈေးကွက်ကိုလည်းမြင်ပြီးဒီကြောအဲ့ဒီအားသာချက်တွေကိုတွန်းပြီးဈေးကွက်ကိုဘယ်လိုထိုးဖောက်မလဲဆိုတဲ့သူတို့ရဲ့ plan of attack ကိုလေ့လာကြည့်ကြအောင်။သူရဲ့ strategy က online မှာပဲအားစိုက်တာမျိုးမဟုတ်ဘူးအရင် smart ကြတယ်စဉ်းစားကြည့်လေ party တွေက Facebook မှာ PC တခုတွေ့ပြီးစိတ်ဝင်စားသွားတယ်ဒါပေမဲ့ gain ကြည့်ချင်းသေးတယ် okay showroom ကိုလာခဲ့၊ကင်ကြည့်စမ်းကြည့်ကြိုက်ပြီလားဝယ်လိုက်အင်ကို Ninja Van နဲ့ပို့ပေးလိုက်မယ်ဒီလို online ရော offline ရောချော့ချော့မွေ့မွေ့ချိဆက်ပေးလိုက်တာက customer experience ကိုအရန်ကောင်းစေတယ်ဒါ PC ရောင်းတာလည်းပိုတော်ပြီ fault တွေနဲ့ဆက်ဆံရေးတိဆောက်နေရရွှေကုန်တဲ့စုတို့လက်ဆက်လက်ဆောင်တို့ဆိုတာကခင်ဗျားတို့ကကျွန်တော်တို့အတွက်အရေးကြီးတယ်လို့ပြောပြနေတာနဲ့အတူတူပဲဒီလိုလုံးမှာ fault တွေကတခါဝယ်ပြီးပျောက်တော့မှမဟုတ်ပဲတစ်ဆရှိတဲ့ပါနာတွေဖြစ်လာမှာ brand တွေဘလောက်ကောင်းကောင်းအဲ့ဒါကိုအကောင့်အထည်ဖော်မဲ့လူတွေကအရေးကြီးဆုံးတယ် ကဲဒီစီမံချက်ရဲ့နောက်ကွယ်မှာဘလို့ experience ရှိတဲ့ခေါင်းဆောင်တွေရှိနေလဲဆိုတာကြည့်လိုက်အောင်ဒီဘက်ကိုကြည့်လိုက်ရင်တကယ်ကို dream team လို့ပြောလို့ရတယ်ဒီအကဘန်ဒါရေးနဲ့စာရင်မှာ90အတွေ့အကြုံရှိတဲ့ CEO လုပ်ငန်းရဲ့အဝင်အထွက်ကိုတရားထိန်းနိုင်တယ်။နောက်တစ်ယောက်ကကျတော့ digital marketing ရောအယောင်ကိုင်းမှာပါနှစ်ပေါင်းများစွာအတွေ့အကြုံရှိတယ်။သူကဈေးကွက်ကိုဘယ်လိုထိုးဖောက်ရမလဲဆိုတော့ကိုသိတယ်။ တယောက်ကကိုင်းချင်းကိုထိမ့်ပြကြီးနောက်တစ်ယောက်ကရှစ်ကိုဘလို့မောင်းရမလဲဆိုတာလမ်းပြောက်ပြင်းနေတယ်လို့ပဲတကယ်ကို perfect combination ပဲစိတ်ကူးဘလောက်ကောင်းကောင်း strategy ဘလောက်ကြကြအဆုံးမှာတော့ကနန်းတွေကဖြေပဲအမျက်မရှိရင်ဘာမှဆက်လုပ်လို့မရဘူးလေအခုငွေကြီးအပိုင်းကိုကြည့်ပြီးဒီ plan ကြီးတစ်ခုလုံးကတကယ်ပဲအလုပ်ဖြေရလားဆိုတာကိုတက်တင်ရှာကြည့်ကြမယ်ဒီဒီတော့ဒီကောက်ချင်းလာရဲ့ business plan ခုလုံးကိုခြုံငုံလေးလာပြီးတဲ့နောက်မှာကျွန်တော်တို့လိုလုပ်ငန်းရှင်တွေဒါမှမဟုတ် လုပ်ငန်းရှင်ဖြစ်ချင်တဲ့သူတွေက ဘယ်လိုအဖိုးတာနဲ့သင်ကန်းစာတွေရနိုင်မလဲဆိုတော့ကိုအချင်းချုပ်ကြည့်ကြရအောင်ဒီအချက်တွေကဘယ်လုံငန်းတယ်မဆိုအတုံးဝင်တဲ့ blueprint တခုလို့ပါပဲပထမဆုံးကိုယ့်ရဲ့ဘာကြောင့်ဆိုတဲ့ဒီ mindset ကိုရှင်းရှင်းလင်းလင်းသိပါပြန်ဈေးကွက်ထက်ကကွာချက်ကိုရှာပြီးအဲ့ဒါကိုကိုယ့်ရဲ့အားသာချက်ဖြစ်အောင်လုပ် online နဲ့ offline ကိုပေါင်းစပ်ပြီး customer တွေစီးရအောင်သားခဏနေကိုတည်ချတွက်ချက်ပြီးခိုင်မာတဲ့ financial plan ဆက်ပါနောက်ဆုံးအနေနဲ့ကိုယ့်အဖွဲ့ရဲ့အတွေ့အကြုံကိုအကောင်းဆုံးအသုံးချပါ ဒါရီကပဲအောင်မြင်မှုရဲ့တော့ချက်တွေပဲကဲဒီနေ့လိမ့်လာမှုလေးကိုဒီမေခွန်းလေးညက်အဆုံးတက်လိုက်ချင်ပါတယ်လူတိုင်းမှာကိုယ့်ရဲ့စီးပွားရေးစိတ်ကူးလေးတွေရှိကြမှာပါအဲ့ဒီစိတ်ကူးထဲမှာအားနည်းချက်လို့ထင်ရတဲ့အချက်တစ်ချက်ကိုကောင်းချင်လာလို့လို့ပဲကိုယ့်ရဲ့အကြီးမားဆုံးအားထားချက်ဖြစ်အောင်ဘယ်လိုပြောင်းလဲပြုလို့ရမလဲအဲ့ဒီအကြောင်းလေးကိုပြန်စဉ်းစားကြည့်ဖို့အကြံပေးရတဲ့မယ်ဒီအပိုင်းကိုအဆုံးတက်လိုက်ပါစေ